ဘဝမှာလူတော်တော်များများကကိုယ့်ဘဝကို ပြည့်ပြည့်ဝဝကြည်ကြည်နက်နက်နဲ့အတိတ်ပဲရှိရှိ နေသွားရတဲ့သူဆိုတာမရှိသလောက်ပဲနေလို့ထိုင်လို့ဖြစ်တယ်ဆိုယုံနဲ့ပဲနေသွားကြရတယ်သီးသွားကြရတယ်ဘဝကိုမကြည်မနက်အတိတ်ပဲမဲ့နဲ့ပြီးဆုံးသွားသူတွေကအများကြီးဖြစ်တယ်လို့ကြည်နက်တယ်လို့ မကြေနပ်တယ်လို့လို့ ਨੇ နေထိုင်ဖြစ်ယုံ ਨੇ ပြီးဆုံးသွားတဲ့သူတွေကအများအပြားပါပဲအတိတ်ပဲရှိရှိကြည်ကြည်နက်နက်နဲ့ဘဝကိုဖြတ်သန်းနေသူဘဝကိုဖြတ်သန်းသွားသူတွေဘဝကိုပြီးဆုံးသွားသူတွေကတော့အလွန်ကိုနေလိမ့်မယ်လို့ထင်မြင်မိတယ်။ဒါကြောင့်ကိုယ့်ဘဝကိုကြည်ကြည်နက်နက်မဖြတ်သန်းနိုင်ရတာလေ။ ြည်နှမှုဆိုတာအတိတ်ပဲရှိရှိနဲ့ကိုနှစ်သက်ရအလုပ်ကိုလုပ်ရင်အောင်မြင်မှုရလာမှသာကြည်နှမှုရတာဘာအောင်မြင်မှုမှမရရင်ဘာကိုကြည်နှက်လို့ရမှာလဲကလေးလေးတွေရဲ့ဘဝမှာဆော့ရတာကိုအတိတ်ပဲရှိတယ်လို့ထင်ကြတယ်မဆော့ရတော့ရင်ကလေးတွေဟာသေမလောက်ထင်ကြတာဆော့လို့အနိုင်ရသွားရင်သူတို့ကြည်နှက်သွားကြတယ် ဒါကလေးဘဝရဲ့ကျဉ်းနှံ့မှုရခြင်းပဲမဟုတ်လားပညာသင်ယူနေတဲ့ចောင်းသားတွေရဲ့ဘဝမှာစာရီသင်ယူရတယ်အတန်းနေတက်တယ်အဲ့ဒါလို့ကြိုးစားနေရတာကိုအတိပဲရှိတယ်လို့ခံယူပြီးတော့ပညာတွေသင်ယူကြတယ်အတန်းနေတက်ပထမရေးစုခုဂုံဒူးဘွယ်ဒူးတွေရရင်သူတို့ရဲ့အောင်မြင်မှုအပေါ်မှာ ပညာသင်တဲ့အရွယ်မှာကျေနပ်မှုတွေခံစားနေရတာပဲမဟုတ်လားချစ်သူရှာရတဲ့အချိန်မှာလဲချစ်သူရှာကြတယ်အဲ့ဒါလို့ချစ်သူရှာနေရတာပိုးနေပန်းနေရတာကိုပဲအတိတ်ပဲရှိတယ်လို့အဲ့ဒီအရွယ်မှာခံယူနေကြတယ်မြင်းနေကြတယ်ကိုချစ်သူစီက ကိုလိုချင်တဲ့အဖြေလေးများရသွားတဲ့အခါဘဝမှာကျေနပ်သွားကြတယ်မဟုတ်လားစည်းဝါးရှာချိန်မှာလဲဒီတိုင်းပါပဲ။ စည်းဝါးရှာချိန်မှာစည်းဝါးတွေရှားနေရတာကိုအတိပဲရှိတယ်လို့ထင်ကြတယ်။စည်းဝါးတွေရှာလို့စည်းဝါးတွေအောင်မြင်လာတဲ့အခါတွေမှာလဲဘဝကိုကျေနပ်နေကြတယ်မဟုတ်လား။ဘဝမှာကျေနပ်မှုတွေခံစားနေရတယ်မဟုတ်လား။အဲ့ဒါလို့ကိုယ့်ဘဝကိုကြည်ကြည်နပ်နပ်နဲ့နေနိုင်ဖို့ဆိုတာအောင်မြင်မှုတွေရမှကျေနပ်မှုဆိုတာကရမှဘာအောင်မြင်မှုမှမရရင် ဘဝကဘာကျင်နိုင်ရမှာလဲဘာကျင်နိုင်မှုမှာရမှာမဟုတ်ဘူးအောင်မြင်မှုရတယ်ဆိုတာကလည်းအတိတ်ပဲရှိတယ်ဆိုတဲ့အလုပ်တစ်ခုကို လုပ်မှအောင်မြင်မှုကလည်းရမှာဘာမှမလုပ်ဘဲနဲ့ဘယ်ကအောင်မြင်မှုကရမှာလဲပေါ့အသက်ကြီးကြီးလာတဲ့အခါမှာတော့ကလေးလူလေဆော့တာကိုလည်းအတိတ်ပဲလို့မခံစားတတ်တော့ဘူး ဇီဝရေးကလည်းမလုံနိုင်တော့ဘူးပညာရေးကလည်းမှတ်ဉာဏ်นี่မကောင်းတော့ဘူးဆိုရင်အသက်ကြီးကြီးလာတဲ့အခါဘာလုပ်မလဲဘာလုပ်ရမလဲဘာမှမလုပ်ရင်တော့လေဘာအောင်မြင်မှုမှမရတော့ဘဝကိုကျေနပ်တဲ့ခံစားမှုတွေအသက်ကြီးလာရင်ပျောက်ကုန်မှာပေါ့ဒီတော့ပြောချင်တာကအသက်ကြီးကြီးလာတဲ့အခါကိုယ်စိတ်လေးနဲ့အတူနေနိုင်အောင်ကြိုးစားပါ ကိုယ်စိတ်လေးကို ထိနိုင်အောင်ကြိုးစားပါကိုယ်စိတ်လေးနဲ့တတိလေးနဲ့အတူ နေပြအောင်ကြိုးစားပါအဲ့ဒါလို့ကြိုးစားလို့အောင်မြင်လာပြီဆိုရင်လူကြီးတွေရဲ့ဘဝဟာကျေနပ်မှုတွေနဲ့အတူငြိမ်းချမ်းမှုတွေခံစားပြီးတော့နေရပါလိမ့်မယ်ကျေနပ်မှုနဲ့အတူငြိမ်းချမ်းမှုတွေနဲ့အတူဘဝမှာကြေကြေနက်နက်ကြီးနေသွားကြရလိမ့်မယ်လို့ပြောကြရင်ဤကုန်းချုပ်ချင်ပါတယ် အားလုံးအားလုံးဘဝကိုအကျေနပ်ဆုံးနဲ့ဖြတ်သန်းနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုံချုပ်လိုက်ပါတယ်။